ွတ်တွင်းမှာလက်ထပ်ခဲ့ကြသူများကမ္ဘာပေါ်မှာမင်္ဂလာဆောင်မှုအလားဆုံးနဲ့အထူးခြားသောနေရာတွေကိုရှာဖွေကြပါတယ်။ဒါပေမဲ့ကွန်ကရစ်ပေါ်ကကြွပုံစံအပေါက်ငယ်လေးတစ်ခုကိုရွေးချယ်ပြီးတော့လက်ထပ်တဲ့ဇုံတွဲအကြောင်းကိုကြားဖို့ကြပါလား။အမေရိကန်နိုင်ငံရှီကာဂိုမြို့လယ်မှာရှိတဲ့မြေရောက်ကြွတွင်းဟာခေတ်သစ်လက်နက်တွေထက်ပိုကျောက်စရာကောင်းတယ်လို့အမည်ပေးခံရတဲ့မြို့ပြဒဏ္ဍာရီဖြစ်လာခဲ့ပါတယ်။ဟုတော့ဒီနေရာဟာအခြေရဲ့တင်ကြရအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ဒီထူးသန့်တဲ့ဖြစ်ရာအကြောင်းကိုကျွန်တော်တင်ဆက်ပေးခြင်းပါတယ်။ဒီအရာက ရှီကာဂိုမြို့ရက်စကိုဘွလီရက်ွက်ကလူသွားဇင်းညံပေါ်မှာဇယ်စုနဲ့နှစ်စုကြော်ကြာရှိနေခဲ့ပါတယ်ကွန်ကရစ်အဆိုပေါ်ကိုကြွတ်တကောင်ပြုတ်ကျပြီးတော့ကပ်ပါသွားရာကနေသူ့ရဲ့ခန္ဓာကိုယ်ပုံစံအတိုင်းအနက်ရောင်ရာတစ်ခုဆွဲတင်ကြံရိုက်ခဲ့တာဖြစ်ပါတယ်2024ခုနှစ်စောပိုင်းမှာဒေသခံလူရှင်တော်တဦးကဒီပုံစံကို H မှာတင်လိုက်တဲ့အခါချက်ချင်းဆိုသလိုပဲ viral ဖြစ်သွားပြီးတော့ဒေသခံလူတွေကဒီပေါက်ငယ်ကို Chicago Red Hole လို့ချက်စနိုးနာမည်ပေးလိုက်ပါတယ် Travel Event လို့ပဲစက်ကူတွေ၊ပန်းတွေ၊အရက်ပလင်းတွေ စတဲ့အမတ်တရားပစ္စည်းတွေလာရောက်ပူဇော်တဲ့ခေတ်သစ်နဂွန်တခုဖြစ်လာခဲ့ပါတယ်ဒီလိုအင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ကျွတ်တင်ဟာဇုံတွဲတရွဲ့အတွက်ထူးခြားတဲ့မင်္ဂလာဆောင်နေရာဖြစ်လာခဲ့ပါတယ်အဆိုတော့ရမ်မာဟဲနဲ့သူ့ရဲ့ချစ်သူထိုင်လာတို့တွေဟာသူတို့ရဲ့ဒီမင်္ဂလာပွဲကို Holy Retimony မှာကျင်းပဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူတို့ဇုံတွဲဟာအစပိုင်းမှာအခြားခန်းထားတဲ့နေရာတွေကိုကြီးခဲ့ပြီးမဲ့ နောက်ဆုံးမှာဒီအပေါင်ငယ်ကိုပဲရွေးချယ်ခဲ့တာပါ။ရိုက်ရဲ့ပြောကြားချက်အရဒီကြွတ်ဟာရှီကာဂိုမြို့တော်အတွက်အသက်ဆုံးခဲ့တာ။ကျွန်တော်တို့ကသူ့ကိုဂါရဝပြုခြင်းလေလို့ဆိုပါတယ်။ရိုးရမင်္ဂလာပွဲတွေလို့ခန်းခန်းနာနာမဟုတ်ပေမဲ့ဒီပွဲလေးရတကယ့်ကိုပြောစရာကောင်းခဲ့ပါတယ်။ဇုံတွဲနှစ်ဦးဟာတွတ်တွင်းလေးရဘေးမှာမင်္ဂလာမော်ကွန်ရေးထိုးခဲ့ကြပြီးတော့လေဘောလုံးနဲ့မင်္ဂလာမုံငယ်လေးကိုအလှဆင်ကကျင်းပခဲ့ကြပါတယ်။အွန်လိုင်းမှာဗိုင်းရယ်ဖြစ်ခဲ့တဲ့ဒီနေရာကိုလူပေါင်း90လောက်လာရောက်ကြည့်ရှုအားပေးခဲ့ပြီးတော့ လက်ကုပ်တန်တွေနဲ့အားပေးစကားတန်တွေပေးခဲ့ကြပါတယ်။လူတိုင်းဟာဒီလိုရဲစရာကောင်းမြင်မယုံကြည်နိုင်စရာကောင်းတဲ့ပွဲလေးကိုသဘောကျခဲ့ကြပါတယ်။ဒါ Left in the Dying or Rally လို့ခေါ်ဆိုနိုင်တဲ့ခေတ်သစ်အခြေစလန်တစ်ခုပဲဖြစ်ပါတယ်။ဒီကြွတွင်းရဲ့ကြော်ကြားမှုကအင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့ပေမဲ့ဒေသခံအင်းကြီးနာချင်းတွေအတွက်တော့ခေါင်းခဲစရာဖြစ်ခဲ့ရပါတယ်။သူတို့ရဲ့ရက်ွက်ဟာရုတ်တရက်ဆိုသလိုခီးသွွားဆွဲဆောင်ရနေရာဖြစ်သွားပြီးတော့ အမိုက်တွေစူညာတန်တွေနဲ့ပြင်းထန်လာတဲ့အခါတချို့ကမပြောမရှင်ဖြစ်ခဲ့ရပါတယ်တချို့ကဆိုရင်အရင်ကရေစရာလေးတစ်ခုပဲအခုတော့ဈေးပေါ်တဲ့ကလောက်ရှာတဲ့နေရာတစ်ခုဖြစ်လာပြီလို့ဝေဖန်ခဲ့ကြပါတယ်ဒီမင်္ဂါဘွဲကကျွန်တော်တို့ရဲ့ဘဝမှာအရေးကြီးတဲ့အမှတ်ရပွဲတွေဟာအရေးကြီးဆုံးနေရာမှာမှဖြစ်ရမယ်ဆိုတဲ့ယူဆကိုခြေပြက်လိုက်တာပါပဲကြွတ်တွင်းရရှီကာဂိုရဲ့အထင်ကြီးနေရာကြီးဒက်ဘန်လို့ပဲရေးပါတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါပြီဒီဆောင်တွဲအတွက်တော့ဒီအပေါက်ငယ်ဟာသူတို့ရဲ့ရဲရဲမှုနဲ့ထူးခြားတဲ့အချစ်ဇလန်ကိုကိုးစားပြုပါတယ်ကဘာကြီးကဘလောက်ပဲထူးဆန်းနေပါစေ အချင်းနဲ့ရဲမောချင်းကိုရှာတွေ့နိုင်တယ်ဆိုတာကိုဒီဖိရကတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်လူချင်းမင်းတို့သာဆိုရင်ဒီလိုမျိုးထူးခြားတဲ့နေရာမှာလက်တဘောချင်းမဖို့တက်တည်ရှိပါမလားကို့အမြင်တွေကိုကို့မှန်မှာပြောပြပေးခဲ့ပါဦးနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဖိပြက်တွေကိုကြည့်ရင်တော့ကျွန်တော်ရဲ့ YouTube channel လေးနဲ့ Facebook page လေးကို subscribe and follow လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့